မင်္ဂလာပါခင်ဗျာ South Side Channel လေးမှာ ပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့ဆ ्याम ကျူးရဲ့ချက်ချင်းအမှုပညာနဲ့ဝိထုတိုများစာအုပ်ထဲကမိမနှစ်ယောက်ဆိုတဲ့ဝိထုတိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တင်ဆက်သူကျွန်တော်စောအောင် ဖြစ်ပါတယ်ခင်ဗျာအလုတ်တင်ဆရာဝန်အမျိုးသမီးဆောင်ဤကတင်လေးသည်ကျင်းမြောင်းသိငယ်တော်လဲတငယ်ချင်းနှစ်ယောက်ဘေးရှင်ရှင်လျက်ဝမ်းရမောက်အိတ်ခါကြက်ကူတယောက်ငဲကြည့်စကားပြောနိုင်အောင်တော့ကျဲဝဲပါသည်ခေါင်းအုံးပေါ်လက်ထောက်လျက် လက်ဖွားပေါ်မီတင်ကပရင်ပေါင်းမှတဆင့်အောင်းကင်ကို မောကြည့်ပြုံးနေသောထိုမျက်ပွင့်များသည်ကျောင်းမတော်ကလိုပင်နူးညံ့နေ၏ကျမတို့နှစ်ယောက်အချစ်ကြောင်းပြောရမည့်အရွယ်များမဟုတ်တော့တော့လေတိတ်ဆိတ်လှပသောညကကျမတို့ကိုတိတ်မွေးစွာပြူစားလိုက်သောအခါကျမတို့မေးလျော်ထားသောနာမည်တစ်ခုကိုရေရွတ်မိကြတော့သည်ငယ်စဉ်တုန်းကတော့ယခုလူညာမျိုးမှာလာဝင်းကိုမြင်ရခြင်းသည်လာရွှေရှုံမြသော တိမ်မြများကိုတရွေ့ရွေ့တဆောင်သွားသည် လေလင်နောက်သို့စိတ်တာမကလူကိုယ်တိုင်းမှလိုက်ပါလွင်မျောလိုသည်ညမွေးပန်းရနံ့များတင်းထုံနေမည်ဆိုလျင်ညသည်ပြီးပြည့်စုံသောဂီတသံစင်တစ်ခုမှတာယာနေရောသည်ထူညာမျိုးမှာကျမတို့နှစ်ယောက်ခြုံပြုံးဤတက္ကသိုလ်ကျောင်းကငွေလာမင်းတခြင်းကိုတူတူပွားပွားညီးခဲ့ပူကြလေသည်ယခုတော့ကျမတို့သည်ဂီတနှင့်တော်တော်ဝေးกว่าခဲ့ကြပြီတခြင်းကြီးနိုင်မှုတန်စင်ကိုလည်း ဘေးရောလူနီးပါးဖြစ်နေပြီ။နေ့စဉ်ရင်းဆိုင်ဆုံးတွေ့နေရသောဝေဒနာတိုင်းများယောဂါများအနိဋ္ဌံအာယုံအဖြစ်ပြများကြားစီးယုံနေစီကံတို့ကိုစိတ်ရုပ်ပါမှာကူးပြောင်းလှုပ်ရှားနေခဲ့ရသောကျမသည်အလုံးမတပါအခြားရာများကိုဘေးရောလူနီးပါးဖြစ်နေပြီ။ထို့သောယခုလိုအမှတ်မထင်ပြန်လည်ဆုံးတွေ့ပြီဆိုတော့မနက်ကကြုံခဲ့ရသောစိတ်ချင်းချက်ပွဲရာစာမေးပွဲအတွေ့အကြုံကိုပြန်လည်ရင်မောရင်ကပင်တယောက်ချောင်းတယောက်ဆက်ဆက်မိဖို့မေးမြန်း၍အားမရနိုင်အောင်ရှိလေသည် တမိဟာအခု6နှစ်လေမအေးမိတ်ကပ်ဘူးရေမွေးနှောက်ပြီးကောင်းကောင်းအပြူလို့အလှပြင်နေတတ်ပြီဤရဲ့တမိကြည့်လိုက်ရင်ဘာလို့မလဲမိတိုင်းရုပ်ရှင်မင်းသမီးလိုဖြစ်ဖြစ်နေလို့မနှင်းငေါက်ထားရရေမောလိုက်တော့တငယ်ချင်းရဲ့အတန်တွင်တမိပေါ်အပြစ်တင်လို့ဒီအရင်ွေလုံးဝမပါဝင်ပဲဂုံယူတော့ဟန်ပန်ကိုပင်ကျမခန်းစားမိသည် သူမရဲ့တမိသည်သူမလိုပင်တွယ်လျှစွာတပ်ပနူးညံ့ပေလိမ့်မည်ချုံးမပေါ်နော်မိအောင်အိုးချုံးမချုံးမျိုးလုံးလေးတွေကကြီးစင်နေတာပဲဤရဲ့ ျမသည်အောင်ငယ်စဉ်ကနူးညံ့ကြည်လင်သောမျက်ဝန်းလက်လာကလေးများကိုတတိယသွားသည်ဟိုတုန်းကနှစ်ဖူးပြောင်ပြီးသပင်အလယ်ကွက်ဖားရချထားသည့်ပုံစံမျိုးခေတ်စား၏ခါတိရှိသောဖြောက်စင်းပါလျာသည့်သပင်အီအီကလေးများသည်အောင်မျက်နှာတွတ်တွယ်ကလေးနှင့်အလွန်လိုက်ဖက်ခဲ့ပါသည်နင်ကလည်းတပုံအယ်လ်ဘမ်လေးပါလေးကြောင့်ယူမလာဘူးခဲ့။အောင်သမီးကိုပြင်ချင်စိတ်ဖြင့်ကျမအပြစ်တင်တော့အောင်ကပခုံးတွန့်ကရေမော၏။ဟဲ့ နေလာဖြစ်မမမမတိရဤရဲ့ငါကားဖြစ်နေ MSC အောင်ပြီးပြီတောင်ထင်တာအမလီအဲ့ဒီပါဆက်ရွှေချမှုတောင်ကောင်းလိုက်တာနော်ကျမကတော့သွားလီရရမှာတားတပ်ပုံကိုယူလာဖို့မမေ့သူဖြစ်သည်ဇပွဲဘောမထောင်ထားတော့တားဤတပ်ပုံကို အောင်ကလှမ်းကြည့်နေဤနေသားကနေနဲ့မတူတလို့ပဲနော်ဤကျမလက်ခနဲ့ပြုံးလိုက်မိလေသည်တနစ်သားရွယ်တားကလေးသည် သူ့ဘီကိုပါကလေးဟုလူတိုင်းကမှတ်ချက်ကြကြ လူတိုင်းကမှတ်ချက်ကြကြဤသူ့ဖေနဲ့တူတာအောင်ရဲ့ အောင်ကမျက်မှောင်ကျုပ်ကတားတက်ပုံကိုစစ်စစ်ကြည့်ပြုံး၏တားဖီဤចောင်းသားပွားရုပ်ရည်ကို အောင်ကပြန်လည်မှန်းဆနေပုံရပါသည်ចောင်းပြီးမှကျမတို့တွေ့ဆုံလက်ထပ်ခဲ့ကြခြင်းဖြစ်၍တားဖီကိုအောင်မျက်မှန်းတက်မိမှာမဟုတ်ကျမတို့ထက်တဒန်းကြီးပြီးတနစ်စိုး၏ပွေးရခဲ့သောတားဖီလည်းအောင်ကိုမသိသလိုသဝေစွာဖြစ်နေခဲ့၏ဤနင့်သားမျက်လုံးတွေကဟိုတယောက်ရဲ့မျက်လုံးတွေလိုပဲနော်အရင်တောက်ပါတာပဲဟိုတယောက်ကျမတို့ကြားတွင် ဟိုတရားဟူသောစကားလုံးသည်အလွန်ရင်းနှီးကြွမ်းဝင်သောချစ်စပွဲများစားတစ်ခုဖြစ်ခဲ့တော်လဲ၁၀နှစ်လောက်ကြာပြီးနောက်မှပထမဆုံးပြန်လည်ကြားလိုက်တော်အခါကျမအနှဲငယ်တွေ့ဝေးသွားသည်အောင်ကကျမပခုံးကိုဖြတ်ခနဲရိုက်ခါရေမောသည်ကြည်စမ်းမိမအခုတော့နင်းမေးပြီပေါ့လေကျမအောင်စကားကိုရင်းပယ်ခြင်းစိတ်ဖြင့်ခေါင်းခါရမ်းမိတော်လဲမကြာခဏတတိယမိချောင်းဝင်မခံလိုပါထို့နောက်ကျမတို့နှစ်ယောက်စလုံး ိတ်ဆိတ်ငြိမ်တက်သွားသည် အောင့်မျက်လုံးများကိုကျမအကဲခတ်ကြည့်မိသည်ပြုံးနေသောအောင့်မျက်လုံးများအနှင်းငယ်စိုက်ငေးသွားသည်ကိုကျမရိတ်မိသည်သူအမတ်စီမဖြေတော်ဘူးနဲ့တူတယ်နော်ဤအောင့်တန်လောက်ခါမှုပါသည်ဆိုယုံကလေးသူပိုစတာနံမဝင်ဖြစ်သေးဘူးလို့တတင်းကြတယ်အောင့်ရဲ့အောင့်က ကျမကိုမျက်လုံးပြူကြည့်သည် သူမမသိလိုက်တော့ဟိုတယောက်ကြောင့်ကိုကျမသိနေတာအံ့ဟွမ်းရှိပါသည်နင်းနဲ့တွေ့သေးလိုက်ရင် အောင်မီးကို ကျမခေါင်းကရမ်းပြရင် ပြုံးမိသည်ဟွန်းဟွန်းနင်ရောတွေ့ပါဘူးဟဲ့ဘယ်နဲ့တွေ့ပါမလဲတမျိုးစီတဘွားစီကျမအောင်လက်ကိုစုံကျင်လိုက်သည်ထို့နောက်ကျမတို့ကြောက်ကူတယောက်ပြန်တချင်းဆိုင်စစ်စစ်ချိမိကြလေသည်လွန်ခဲ့သော18နှစ်တုန်းကအီအီကိုနှင့်ချုံနှင်းအောင်သည်နှစ်စဉ်ခုံနံပါတ်ချင်းကက်လျက်ကြပြီးအဆောင်တွင်နှစ်စဉ်တခန်းနဲ့တွဲနေခဲ့ကြကား တယောက်ကိုတယောက်ချစ်ခင်တွေ့တာတော့တငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့တယ်။ကျမကအသားဖြူကရက်ပူးပြီးအောင်ကအသားညိုကရွှေတဲသည်။ကျမကဇပင်တူတူယောက်ျားလေးပုံစံဖြစ်ပြီးအောင်ကခါအောက်ရောက်တော့ဖြောက်စင်းနှမောင်သည့်ဇပင်များကိုပိုင်ဆိုင်၏။ကျမ၏မျက်လုံးများသည်မဲနက်ဝိုင်းစားပြီးအောင်မျက်လုံးများကညိုလေနူးညံ့သည်။ကျမကရှမ်းကောက်ဆွေးစံပြားကိုကြိုက်နှက်တတ်ပြီးအောင်ကမန္တလေးမုတ်တီကိုကြိုက်နှက်တတ်သည်။သူစဉ်က ရုပ်ရှင်မင်းသား Brian O'Neil ကိုသဘောကျပြီး အောင်က Robert Rathbone ကိုသဘောကျသည်ကျမကညာအိတ်လင်ဖန်ချောင်းဖွင့်လျက်စဖန်ရင်အိတ်ပြော်သည့်အချင်းရှိပြီးအောင်ကမီးလင်းလင်လုံးဝမအိတ်သက်တော်အချင်းရှိသည်ကျမကစိတ်လူလက်ရရှိလုံးမှမျက်နာကိုတနခါပါပါလူတက်ပြီးအမြဲလိုလိုမျက်နှာပြောင်းနေအလှပြင်ဖို့ပြင်းရတတ်တော်လဲအောင်ကနှီးစင်နိုင်ဝက်နှီးပါကြအောင် စပင်နှင့်မျက်နာအလှပြင်ချင်းယူလိရှိသည်အစအစအရာရာ အတွေ့မတူ꽌ပြတော့ကျမနဲ့အောင်သည်အံ့ဩဖို့ကောင်းစွာပဲအချက်နှစ်ချက်တွင်တော့လာ၍တူနေသည်ပထမတူညီမှုမှာနှစ်ယောက်စလုံးလက်ပတ်နိုင်ပတ်သက်သည့်အချင်းမရှိကြခြင်းဖြစ်သည်ပထမတူညီမှုကကျမတို့နှစ်ယောက်အတွက်ထူးခြားသည့်ပြဿနာမဖြစ်ခဲ့တော့လဲဒုတိယတူညီမှုကတော့အုံနောက်၆ဆင်းရပြဿနာတစ်ခုဖြစ်ခဲ့၏ကျမတို့အတန်းမှယောက်ျားလေးတယောက်ကိုပြိုင်သူစိုက်နှစ်တက်ကြမိခြင်းဖြစ်ပါသည်ပထမနှစ် MB တွင်အတန်းထဲ၌ ကင်းနစ်ခင်ရွေးသောအချိန်မှစတင်ခဲ့သည်တဒန်းလုံးမဲအများဆုံးပေးထားသော first mb ကင်းကိုကျမတို့မြောက်တဘောမတူခဲ့ပါအဆောင်ပြန်ရောက်တော့ကျမတိတ်တိတ်ရွေးထားသောကင်းရှိသည်ဟုအောင့်ကိုပြောမိသည် အောင့်ကလည်းသူမတိတ်တိတ်ရွေးထားတော့သူရှိသည်တဲ့ရေစရာကောင်းနေသည်ကကျမတို့မြောက်လုံးကိုရွေးမိသည့်လူဤနာမည်ကိုကိုမသိကြပေနောက်တနေ့အတန်းတက်တော်မှမိမိရွေးချယ်သူကိုတိတ်တခွညွန်ပြတော့နှစ်ယောက်စလုံးကတယောက်သေးကိုရွေးခဲ့မိကြောင် တက်အန်တော်တည်ရသည်ထိုချိန်မှစ၍ကျမတို့တငယ်ချင်းနှစ်ဦးရင်ထဲသို့သူကစတင်ဝင်ရောက်လာခဲ့ပါသည်သူသည်စာတော်သည့်ကျောင်းသားဆင်းတွင်လည်းမပါ စာညမ်းသည့်ကျောင်းသားဆင်းတွင်လည်းမပါတမန်အလယ်လက်တန်းစားဖြစ်၏ဒါလက်လက်အရှက်မနှိမ့်မနှိမ့်ခန္ဓာကိုကြစ်လက်သည် တွင်လျတော်လည်းအသားပြပြမျက်နှာပြင်သည်ချောမွေ့နေ၏သူတစ်ခုလုံးတွင်အင်အားအကောင်းဆုံးမှမျက်လုံးများဖြစ်၏ သူ့မျက်လုံးများသည်ကျမအားစက်ပေါင်းများစွာသူ့ကိုတတိယအောင်မြို့ယူထားခဲ့လေသည်အချစ်ဆိုရာကိုမတွေ့ကြုံဘူးသော18နှစ်အရွယ်တွင်မို့ကျမနှင့်အောင်သည်ချစ်စရာကောင်းသောထိုကောင်ကလေးနှင့်တလုံးချင်းဆုံမိအောင်ဘလို့လောက်ကြရင်ကောင်းမလဲဟုပေါ့ပေါ့ပါပါပဲကြိတ်ဆွေးနွေးခဲ့ကြ၏တတိမကောင်းလာသေးသောပထမနှစ်အံပီမှာတော့ကျမတို့ကြီးသူလက်တွေ့ခံရှိမှဖျက်လျှောက်ကြည့်အောင်သာဖြစ်၏ ဒုတိယနှစ် MB ရောက်တော့ကျမတို့အနေငယ်ရဲဝင်ပြီဒီနေ့မှာတော့သူ့ကော်ရက်တာမှာလမ်းလျှောက်သွားခိုက်ကျမတို့နှစ်ယောက်သူ့နောက်ကိုခက်တုတ်တုတ်လိုက်သွားကြ၏သူ့ရှေ့အထိကျော်သွားပြီးမှကျမတို့နှစ်ယောက်တိုင်ပင်ထားသည့်အတိုင်းသူ့ကိုလှည့်ကြည့်ကဘဏ္ဍာရီရှိပြီလေဟုဂိုင်တူမေးလိုက်ကြသည်သူတုံကနေရက်သွားကကျမတို့နှစ်ယောက်ကိုခက်ရှမ်းရှမ်းကြည့်ပြုံးပြပြီးမှသူ့လက်ကိုမြှောက်ကြည့်၏ထို့နောက်ခပ်ဖော့ဖာတစ်ချက်ရဲကကျွန်တော်လဲနိုင်မပါဘူးခမညတိမ်မွေးစား ဖြည့်ပေးလေသည်တဒန်းတဲ့သားရိမန်ညမန်းတမ်းမိပါလျက်နဲ့ကျမတို့နဲ့သူချက်ချင်းခင်မမသွားခဲ့ပေလူသည်တငယ်ချင်းတတ်တတ်မတ်မတ်ထား၍ပေါင်းတဲ့သူမဟုတ်သူ့ဘေးတွင်အတန်းသားကြောက်ပြီးကြောက်လဲပြောင်းပါလေရှိသည်သူ့ဘေးမှာတငယ်ချင်းတွေပါလာရင် ကျမတို့နှစ်ယောက်သူ့ကိုလုံးဝမချီးပဲတယောက်တည်းလာမှတတိထားမိလောက်အောင်ကျမတို့နှစ်ယောက်ကမျက်လုံးချင်းစုံပစ်လိုက်ကြတော့သည်ထိုအခါသူကကျမတို့နှစ်ယောက်ကိုပြုံးပြတော့မလို့ စကားပြောတော့မလို့ဇဝေဇဝါမျက်လုံးများခက်ဆိုက်ဆိုက်ကြီးကတဖက်လှည့်ပြီးပြုံးသွားတတ်၏ထိုအခါမျိုးတွင်ကျမတို့နှစ်ယောက်သည်သူ့မျက်လုံးများ၏ဆွဲငင်မှုကိုပြန်လည်တွေးတော့ခံစား၏အဆောင်တို့တိတ်ဆိတ်ငြိမ်သက်စွာပြန်ရလိမ့်ရှိပါသည်တခါတော့ကတော့ယောက်ျားတို့ဤကိုနှံ့အကြောင်းကျမတို့နှစ်ယောက်ဆွေးနွေးညှင်းခုန်ကြရင်သူ့ကိုနှံ့ကိုဆက်စုလိုစိတ်ပောက်ခဲ့ကြဖို့သည်ခက်နေသည်မှာကျမတို့နဲ့ သူကအမြဲတမ်းအဖွဲခွဲမတူတော့ကြောင်းလက်ချချိန်မှတပါအခြားလက်တွေ့ချိန်များတွင်ဘယ်တော့မှတခမ်းနဲ့မရှိကြပေနီနီကက်ကက်လေးမရက်ခဲ့ကြဘူးပေဒီတော့သူ့ကိုနန်းစူးရှသလားထုတ်မိန်သလားဂျန်နန်းတင်သလားကျမတို့မသိနိုင်ပေသူနဲ့နီကက်ဖို့အခွင့်ရင်းမှာလက်ချချိန်တာဖြစ်ဤတနေ့မှာတော့ကျမတို့ထိုင်နေကြရှေ့ဆုံးအောက်ဘက်ခုံများတွင်မထိုင်တော့ဘူးဆုံးပြတ်ခါခမ်းမထမ်းတို့ရှေ့ပေါက်မှာမဝင်ပဲနောက်ပါမှာတက်ခဲ့ကြသည် အောင်နှစ်ကျမစီတူထိုင်နေကြဘေးတန်းကခုံများရှိရာမျက်စိဝေကြည့်လျက်အပေါ်စီးမှမြင်နေရတော့နောက်ကျော်များနောက်စီများကိုခွဲချမ်းရှာဖွေရင်တထစ်ချင်းဆင်းလာခဲ့ကြ၏မျက်စိလင်သောအောင်ကအလင်းမြင်သည်ကံအားလျှော်သွားပင်တူထိုင်နေသောခုံဤနောက်ဘက်ခုံတန်းမှာယောက်ျားလေးတစ်ယောက်မှဝင်ထိုင်မနေခဲ့ပြီမတို့သည်မျက်နှာပြောင်ပြောင်ဖြစ်ပင်သူနှစ်ကလျက်ခုံမှာသူနောက်တက်တက်နဲ့ဝင်ထိုင်လိုက်ကြ၏ပထမတော့စာတင်ကြီးကိုသာအာယုံဆူဆိုင်နေတော့သူကမရိပ်မိပဲ နောက်တော့တူတူကြိတ်ကြိတ်ပြောတော့မိန်းကလေးတန်များကြားရလို့လားမသိသူဖြုံးကနေလှဲ့ချီသည်ကျမတို့ညကိုကိုရှေ့ကိုင်းပြီးနှာခေါင်းပွားစီပွားစီဖြင့်အလုံးရှုံနေသူကိုသူမြင်သွားသည်အောက်မျက်လုံးများနှင့်အလင်းရင်ဆိုင်မိပြီးနောက်သူ့မျက်လုံးများကျမထံရောက်လာသည်ကျမအောက်လုံးငေးကြောင်မသွားပဲသူ့ကိုပြုံးဖြားလိုက်ပါသည် ထိုအခါသူ့မျက်လုံးများလက်ခနဲတောက်ပါသွားအောင် ပြုံးပြပြီးနောက်ပြန်လှည့်သွားလေသည်မွေးရင်တော့အောင် မနှံဘူးကျမအောက်ကိုတူတူကြိတ်ကြိတ်ပြောတော့အောင်ကကျမကို ဝမ်းပန်တနေကြည့်သည်သူမ၏လက်ချာစာအုပ်ဖွင့်လက်စာစာမျက်နှာအပေါ်ပိုင်းနဲ့စာတချောင်းခက်တက်တက်ယူပြီးကျမကိုပြ၏ညင်ပါဖြစ်လို့သူ့ကိုသွားပြုံပြရတယ်ညင်တကူကောင်းဆန်တယ်တဲ့ကျမနောင်ထရသွားပါသည်ငါမသိယူအောင်ရဲ့သူ့ကိုတိတ်ပြုံပြချင်တာပဲစိတ်ဆိုးလားအောက်စာချောင်းအောက်မှာပဲစာပြန်ပြီးတောင်းမှန်တော့သူမကပြန်ရေး၏နောက်ကိုနင်းတယောက်တည်းကွက်ပြီးမပြုံးနဲ့နော်ပြုံးပြဖို့အစီအစဉ်ရှိငါ့ကိုကြိုပြောထားပါငါလည်းပြုံးမယ် ထိုချိန်မှစ၍ကျမတို့ဆောင်လင်းပြုံးပြနှုတ်ဆက်တော်အလေးတစ်ခုကိုသူရရှိလာခဲ့စီထို့ပြင်ကျမတို့နှစ်ယောက်ရှိရာလက်တွေ့ကန်းတို့မဟုတ်လူနာဆောင်တို့အကြောင်းရှိအကြောင်းရှာ၍လာတက်ပြီးကျမတို့ကိုပြုံးပြလေးရှိသည်ထို့နောက်သူမျက်ဝဲများတွင်အတိတ်ပဲဖော်ရခတ်တော်ကြီးစွယ်မှုတစ်ခုကိုပျော်ရှင်စွာကျမတို့တွေ့ရတော်သည်ထို့အရေးကလေးမှနောက်တဆင့်တက်လာဖို့ရင်ခုန်မောပန်းစွာကျမတို့စောင့်ရင်ကြောက်ကိုကြောက်လဲ အလစ်မပေးဘဲစောင့်ကြည့်ခဲ့ကြလေသည်သူကျမတို့နှစ်ယောက်နဲ့မဆုံဆုံအောင်အကြောင်းရှာ၍ညှို့ယူပြုံးပြတာတော့မှန်ပါရဲ့ကျမတို့နှစ်ယောက်မှတပါတခြားဘယ်မိမကိုမှညလုံးချင်းဆုံရွေးပဲမကြည့်တာလဲမှန်ပါရဲ့ဘဒုကိုလိုက်နေတာဟုသောတည်င်းတူတူတန်တန်ကလေးမှသူနဲ့ပတ်သက်၍မကြားရသည်မှလည်းမှန်ပါရဲ့တူတော့ကျမတို့နှစ်ယောက်နဲ့မိသူကိုသူစိတ်ဝင်စားတာလဲမိသူကိုသူမျက်နှာတွေ့တာပါတည်းလဲ ျမတို့နှစ်ယောက်အဖြေထုတ်ဖို့ကြိုးစားခဲ့ကြ၏သူသည်ကျမတို့နှစ်ယောက်တွဲလာရင်ပြုံးပြရင်အောင့်ကိုပြမဆုံးကြည့်၏ဒါကိုလေကျမကတော့အောင့်အရက်ရှိလို့အောင့်ကိုသူ့အလင်းမြင်မိတာပေါ့ဟုဟာသစုကစိတ်လက်စားကျင်နှက်ခဲ့တာပါပဲသူမြေဝန်းတွင်ညစ်တယ်မှုများစွာပါဝင်ကြောင်းတော့ကျမထိတ်လန့်စွာယိမ့်မိပါသည်သို့သောချက်ချင်းပင်အောင့်ထံမှမြေဝန်းကကျမထံရောက်လာပြီကျမကိုစူးရှစွာညှို့ယူတော့မြေဝန်းများဖြစ်သွားပြန်သည် အံကိုကြည်သောမြေဝန်ထဲမှာဉာဏ်မှုပါဝင်လဲကျမကိုကြည်သောမြေဝန်ထဲမှာမမောတန်တမှုပါဝင်သည်ကိုကျမပြောရပါလိမ့်မည်။ဤရာလုံးမနေပါနဲ့။သူငါ့ကိုချစ်နေတဲ့ဟာသိကြရဲ့။အောင်ကကျမမခံချင်အောင်ပြောလိရှိပြီ။ကျမကလည်းအားကျမခံ။ကြည်နေမိအောင်သူငါ့ကိုဟောဒီတနေ့တွင်ရည်သားစကားလာပြောစေရမယ်။သိလား။သူ့ကိုမကြကနာအတီပေါက်ဆွပေးလိရှိပါသည်။သူညှိတွင်မှုသည် ကျမထံမလား။အောင်ထံမလား။ အတိအကျသိလို့စိတ်များလာတော့အခါတမရုနှစ်ယောက်အမညီမလို့အမြဲတဲနေရင်မဖြစ်တော့ဘူးဟုနှစ်ယောက်စလုံးနားလည်ခဲ့ပါသည် သူသည်ကျမရွှေရင်အောက်ကိုတန်းထားပြဖို့တော့ခဲရင်လိမိဖြစ်တယ်လို့အောက်ရှိရင်ကျမကိုငေးမိုးတတော်ဖို့လေခဲရင်ပဲလိမိထို့ချိန်မှစ၍ကျမနှင့်အောင်သည်မကြာခဏတိတိတတ်တာနှစ်ဦးသောသူခွဲထွက်ခါလက်တွေ့ဆန်းတက်ခဲ့ကြသည်တနေ့ကြုံတွေ့သည်များကိုအရင်တိုင်းပြန်လည်ပြောပြခဲ့ကြသည် တခါတည်းရန်တငယ်ချင်းတယောက်တယောက်တနေရာစီခွဲထွက်ရင် ခလန်းလန်းသူမပြင်ခွဲရာလောက်စီမှအကဲခတ်ကြည့်ဘူးသေး၏သူသည်ကျမမပါပဲအောင့်ကိုမြင်လင်တစ်ချက်သာစူးစိုက်ကြည့်ပြီးသူမျက်စိကဟိုဟိုဒီဒီလိုက်ကြည့်အကဲခတ်လေးရှိသည် ခလန်းလန်းမှာကျမဂျောင်ကဲ့၍ရှိနေတဲ့ကြောင့်မြင်သွားလင်တော့လက်ကနေပြုံးပြလိုက်တော့သူမျက်ဝန်းများအောင်မှာကျမညွန့်ခွေသွားတော့မတက်ကြည်နူးပျော်ရွှင်ရလေသည်တို့တော့ကျမကိုအလင်းမြင်တွေ့ပြီး အောင့်ကိုမတွေ့ရသည့်အခါမျိုးတွင် သူအောင့်ကိုပြက်ပြတယ်လဲဝေဝဲရှာကြည့်နေဖြစ်၏အောင့်ကိုမြင်သွားလျင်သူ့ရှိမှကျမနီးကပ်စွာရှိနေပါလျက်နဲ့အောင့်တယောက်သာလောကတွင်ရှိနေတယ်လို့သူပြုံးပြနှုတ်ဆက်သွားပြန်လေသည်ကျမတို့ဤနီးပရိရဲ့သည် သူ့စိတ်ကိုခွဲခြားသိဖို့မစွမ်းတာခဲ့ပြီဒီလိုနေပင်သူနဲ့ကျမတို့နှစ်ယောက်ကိုစိတ်သက်သူတက်တန်းတခြားလုံးဘဲယောက်ျားတံမှစိတ်မကစားဖြစ်အောင်ထိမ့်ချုံညှို့ယူစွမ်းရှိတော့ကောင်းကလေးဖြစ်ခဲ့ပါသည် ကျမတို့ချစ်ရတော့ထိုကောင်းကလေးဤချောမွတ်လင်းလက်သောမျက်နှာနဲ့တောက်ပတော့အပြုံးကိုပြန်လဲရင်ခုံရင်အချို့ညညာတွင်ကျမတို့ဒီတက္ကတိနဲ့ဘေးချင်းရှင်အိလေးရဲ့တယောက်လက်ကိုတယောက်စုပ်ကန်ကညဝေခံစားခဲ့ဘူးသည်ဤရဲ့ငါနှင်းကိုဘလောက်ချစ်တယ်ဆိုတာနင်သိရမဟုတ်လားအောင်ကဝမ်းနည်းစာမေးဘူးသည်ကျမရုတ်တရက်မျက်ရည်ဝေကခေါင်းခတ်တွတ်ညိတ်ပြမိဤတကယ်လို့များသူကငါ့ကိုဖွင့်ပြောလာခဲ့ငါသူ့ကိုလက်ခံမေးလို့များ နင်းထင်သလားယင်ဤထိုမေကုန်းကိုကျမမဖြေပဲခရက်ကြီးပြုံးနေသောအခါအောင်ကမျက်ရည်ဝဲလျက်ကျမလက်ကိုစုပ်ကင်ဖြစ်ညစ်လေသည်ငါသူ့ကိုညင်ပစ်မှာပါဤရဲ့တကယ်ပြောတာပါညင်ယုံစမ်းမှာဟာမိအောင်ဟာတငယ်ချင်းကိုချစ်သူထပ်ပိုးပြီးတံမိုးထတာနင်တွေ့ပါလိမ့်မယ်အောင်တန်တူတူလေးကခိုင်မာပြတ်တာနေသည်ငါယုံပါတယ်အောင်ရငါယုံပါတယ်အောင်ရဒါပဲမဲ့လေ ဘာမှမဆိုင်ဘူးအောင်ရဲ့တငယ်ချင်းဆိုတာတတက်လုံးလက်သွဲသွားလို့မှမရပဲချစ်သူဆိုတာကခင်မွန်းအဖြစ်ယုံကြည်ကိုးစားထိုက်သူဆိုရင်တတက်လုံးကိုပေးမှကောင်းသူဆိုပဲကျင်နာမဲ့သူအောင်ရဲ့စိတ်ကူးမယင်ချင်တဲ့အောင်မတူတာကိုနှစ်ခုကိုရှင်းကြည့်ပေးအတလွတ်အနစ်နာခံတဲ့တရေကောင်းစိတ်မျိုးမမွေးဆန့်နဲ့သူနင့်ကိုမှချစ်လာပြီဆိုရင်နင်တလောက်ချစ်ရတဲ့လူကိုဘသူအတွက်ကြောင့်မှအဆုံးရှုံးမခံနဲ့တိလားကျမတိုးသိပ်စွာနှစ်သိမ့်မိတော့အခါအောင်ကအိယာမှာထထိုင်တာ ကျမကိုငုံဆိုင်ကြည့်ပြီးတွေ့ဝေနေ၏ထို့နောက်မေးသိမမေးသိချိန်ဆနေပုံမျက်နှာဖြင့်ကျမကိုမေးခွန်းတစ်ခုမေးပါသည်နင်းဆိုလိုတာကတကယ်လို့သူကနင်းကိုချစ်လာခဲ့ရင်ငါ့ကိုမငဲပဲနင်းသူ့ကိုလက်ခံမယ်ပေါ့ဟင်အလွန်ဖျားခတ်တော့မေးခွန်းတစ်ခုဖြစ်ပါသည်ကျမကအောင့်လို့စိတ်ကူးရင်တတူမဟုတ်ပေတကယ်တော့သူ့ကိုရယူပိုင်ဆိုင်ဖို့အတွက်ဘယ်သူမျက်ရည်နဲ့လဲရလဲရကျမလင်းရပါသည် တိုးတော့အဖြစ်မှန်ကိုအောင့်ကိုဖွင့်မပြောရင်ကျမထိန်ချုပ်ခဲ့ရ၏အောင့်ကိုပြုံးပြတာပြပြလည်းရသည်ဘယ်လက်ခံမလဲအောင့်ရစောစောကပြောတဲ့စကားကငါ့ကိုနင်ညားစရာမလိုဘူးလို့နင်သိစေချင်လို့ပြောလိုက်တာပါကြည့်မဲ့ကြည့်စမ်းသူ့ကိုငါဘလောက်ချစ်ချစ်ဘယ်တော့မှမယူဘူးသီလားအောင့်ကျမဤလိန်လဲမှုဘလောက်ပြပြင်းတယ်လဲဆိုရင် အောင့်မြတ်ဝန်းများလက်ခနဲဖြစ်သွားကကျမကို အားရပါရဖက်ပွိရေမောရင်အောင်မြတ်ကြီးကြားခဲ့ပါသည် ောင်မျက်ရည်ကိုမြင်မှကျမအောင်ကိုပုတ်ချစ်သွားကမျက်ရည်ကြာရှည်မောမိပါတော့သည်သို့တော့အောင်ဒီကျမပေါ်ငဲ့ညာစိတ်ဖြင့်သူ့ကိုတကယ်ဆွတ်လွတ်မလားဆိုတာကျမတန်တရားဝင်တာတော့အမှန်ပဲဖြစ်ပါ၏ခေါင်းစဉ်တွေခွဲဝေယူမြရေးစကြက်ပြီးပြန်ရှင်းပြသည့်အခါမျိုးကအစလူနာစမ်းသက်လေးလာသည့်အထိတယောက်နဲ့တယောက်ငဲ့ညာကအေးတူပူမြခန်းစားခွဲဝေခဲ့ကြသောကျမတို့နှစ်ယောက်အားယောက်ျားတစ်ယောက်က အလေတစ်ခုစိမ့်ကားကွဲကွာစေနိုင်လိမ့်မည်ဟုထင်သည်။ကျမသူ့ကိုလက်ခံလိုက်ရင်အောက်မုံးကိုကျမရရှိလာမည်လား။ဒါကိုတော့ကျမမခံမင်းတက်ပေ။ထိုတန်တရားသည်ကျမပေါ်ကာလမြန်စွာလွှမ်းမိုးထားခဲ့သည်။အောင်သူ့ကိုလက်ခံလိုက်ရင်တော့ကျမနာကျင်စွာဝမ်းနည်းမိမည်။နောက်ပြီးရှက်ရွံ့သိငယ်မိမည်။ထို့သောအောင်ကိုဘယ်တော့မှမုံတိမိမှာမဟုတ်။ဒါကတော့တေချာသည်။ကျမတို့၃ယောက်ဤတိတ်တခိုးပြဿနာသည်နောက်ဆုံးနှစ်အပိုင်းခါတာမေးပွဲပြီးဆုံး၍ သူပြင်ဦးလွင်နဲ့အလုတ်တင်ဆရာဝန်ဖြစ်တာဝန်ကြပြီးကျမတို့နှစ်ယောက်ကမန္တလေးစည်ယုံကြီးတွင်တာဝန်ကြချိန်တွင်လွမ်းစွတ်တတပွဲရာဖြစ်သွားခဲ့သေးသည်။နောက်တိတ်မကြမီမှာပဲဆုံးခန်းတိုင်ဖြစ်ရောက်ခဲ့ပါသည်။ဘလို့မှမျော်လင့်မထားသောစက်သိန်းလေးဖြစ်သည်။ပြင်ဦးလွင်နှင့်တွေ့ရသောကျောင်းဆရာမလေးတစ်ယောက်နှင့်သူလက်ထပ်သွားခြင်းပင်ဖြစ်ပါသည်။သူဖိတ်စာကိုတခြားသူငယ်ချင်းများနှင့်အတူကျမတို့လက်ခံရရှိခဲ့ပါသည်။အဆောင်နေကျောင်းသူဘဝလိုကျမတို့တအူအ ခန်းတက်တက်တာနေခွင့်ရရင်အခန်းတကားကိုဆော့ဆော့ပိတ်ခါတိတ်ဆိတ်ငြိမ်သက်စွာပင်မျက်ရည်ကျကျင်ကြမိနိုင်သည်ကံဆိုးဝါးစွာပင် အလုတ်တင်ဆရာဝန်အမျိုးသမီးဆောင်မှာအခန်းစည်းတတ်မရှိသောခမ်းမကျဲကြီးတွေတွင် ကတဲ့များစီတန်းထားခြင်းဖြစ်သောကြောင့်ကျမတို့နှစ်ယောက်အခန်းတကားမပိတ်နိုင်ပေနှစ်ယောက်လုံးပြိုင်သူအိပ်ရာဝင်ကြဖို့လဲရှက်ရွနေကြသောကြောင့်ကျမနှင့်အောင်သည်စီးရုံဝင်ထဲတွင်တယောက်လက်တယောက်တွဲကဖြင်းညင်းစာလမ်းလျှောက်နေကြသည် ကျမတို့နှစ်ယောက်လုံး တန်းတာသောငွေလာမင်းအကြောင်းအပြောမိအောင်ဟန်ဆောင်မျိုးတက်ရင်လူနာနှင့်ယောဂများအကြောင်းဟန်လှုပ်ဆွေးနွေ့နေခဲ့ကြသည်လမ်းလျှောက်ရင်ဒူးများညွန့်ခွေကြကဟိုချင်းစိတ်ပေါ်လာရင်တော့နက်ပြာအောင်ကောင်းခင်အောင်မမြတ်နက်ပြာအောင်ကောင်းခင်မှလာဝန်းကိုလိုက်ရှာမောကြည့်ရင်၆ခတ်စွာရေမောခဲ့ကြလေသည်ညသည်တပြေးပြေးတိတ်ဆိတ်စွာနှဆိုင်လာသည်နောက်ဆုံးတော့ထိ ंछ ုပ်ထားမှုကပြိုကွဲသွားလေသည် သူတို့ကိုမချစ်ဘူးလားဟင်ဤအကွဲသောအောင်စကားတန်ကလေး၌ရှက်ရွံ့မှုများစွာပါဝင်နေသောကြောင့်ကျမတနာသွားပါသည် အောင်မျက်နှာတစ်ချမ်းကိုအုံမိုးနေသောသပင်ပြော်ကလေးများကိုကျမလက်ဖြင့်တတ်ဖယ်ပေးရင်ပြုံးပြမိသည်အချစ်ဆိုတာတို့တင်ထားတဲ့ပိုးပြီးနားလျာခက်တဲ့နဲ့တူရဲ့အောင်ရဲ့နောက်ပြီးယောက်ျားရဲ့အချစ်ဟာမိန်းမရဲ့အချစ်နဲ့မတူဘူးတဲ့ကျမစကားက စံတော်ဘဝနိုင်ရင်တဖြစ်ကျမဘာကိုဆုလို့မှကျမကိုယ်တိုင်ပဲမသိနိုင်အောင်ဖြစ်နေပါသည်သူတို့ကိုတတိယနေမယ်လို့ထင်လိုက်ရင်သူတို့ကိုတတိယနေမှာတေးကြတာပေါ့အောင်ရဲ့ခွန်နှစ်တိတိတွေ့တာခဲ့တဲ့တန်ရောစင်ကျိုးကိုအခုမှတွေ့ရတဲ့မိန်းမတယောက်ကဘလို့လို့ဖြတ်တောက်ပစ်နိုင်ပါမလဲသူတို့ကိုမိမှမဟုတ်ဘူးအောင်ကိုလိန်ရသမျှစကားတွေတွင်ဤစကားသည်ယုတ်တိမတန်ဆုံးဖြစ်ပါသည်ကျမတို့နှစ်ယောက်သည်သူ့မင်္ဂလာပွဲအတွက်လက်ဖွဲ့ကို တန်းသားများထဲမှမိသည့်အုပ်စုနှင့်များမရောပဲတည်တံ့ပြုလုပ်ခဲ့၏။နှစ်ယောက်လုံးဤဆုံးဖြတ်ချက်ရာထိုလက်ဖွဲ့ပစ္စည်းသည် သူဇနီးနှင့်မသက်ဆိုင်သောသူအတ္တသာအတုံးဝင်သောတည်တံ့ပစ္စည်းတစ်ခုဖြစ်ရမည်။အောင်ကဂျာကင်အင်ကြီးလက်ဖွဲ့မိဟုပြောသောအခါကျမခါခါတည်တည်ငြိမ်မိ၏။မဖြစ်ဘူးအောင်ယောက်ျားအင်ကြီးဆိုပြီးပေါ့ပေါ့မတွက်နဲ့သူ့မိမကိုပေးဝယ်နေဘလို့လုံးလဲ။ဒါမှမဟုတ်လန်ခီသွားလာရင်သူ့မိမချမ်းလို့ချုံပေးရင်ကော။ အောင့်မြင့်တာဖြတ်ခနဲညှိုးသွားလေသည်ဒါဖြစ်ဖနက်ကွာကျမပြုံး၍ခေါင်းခါပြန်သည်သူချစ်ထောက်တိုင်းပါကိုဒိုးမမသိတာအောင်ရဲ့နောက်ဆုံးတော့နှစ်ချက်အနီရောင်ကလေးကိုကျမတို့နှစ်ယောက်တဘောတူစွာရွေးချယ်လိုက်လေသည်သူသည်နှစ်ချက်ကိုသူ့မိမအားပေးကင်နိုင်တော့မည်မဟုတ်ပေနှစ်ချက်ကလေးသည်သူ့ပခုံးတက်တွင်တသက်လုံးရှိနေလိမ့်မည်နှစ်ချက်ကိုအသုံးပြုတိုင်းကျမတို့နှစ်ယောက်ကိုသူတတိယပေးလိမ့်မည် လက်ဖွဲ့ပစ္စည်းလူကြုံနဲ့ပေးရန်တလပပထုတ်ပိုးပြီးနောက်သူ့နာမည်အိမ်နောက်တွင် သူ့ဇနီး၏နာမည်ကိုနာကျင်စွာရေးခဲ့ရပါသည်တကယ်တော့ဤစသိန်းပိုင်းကလေးသည် ကျမတို့နှစ်ယောက်အတွက် အလွန်လှပကြောင်းကာလကြာရှည်တော့မှ ကျမအခိုင်အမာလက်ခံခဲ့တော်သည် အောင်နှစ်ကျမမုံတိနာခြင်းမမရှိတယောက်ကိုတယောက်တိတ်တခုံးမနာလိုမှုဝမ်းနဲ့အားငယ်မှုပကန့်ချင်းဖြစ်မှုလည်းမရှိကျမတို့နှစ်ယောက်သူ့ကိုရယူဖို့ ကျိတ်၍ရှင်ပြန်ခဲ့ကြသည်ဆိုလျင်ယခုပွဲတွင်ဘသူမှမနိုင်ဘသူမှမရှုံးပါတိုင်ပွဲတွင်နှစ်သိမ့်စုကိုကျညာခွင့်ရမည်ဆိုရင်တော့ထိုစုကိုရသူသည်ကျမသာဖြစ်သည်ဘာကြောင့်လဲဆိုတော့တည်င်းစာတွင်ကျမလက်ထက်တည်င်းဖော်ပြပြီးနှစ်ပတ်ကြာတွင်တခြားလက်ဖွဲ့များတွင်နောက်ကျပြီးရောက်လာသောသူ့လက်ဖွဲ့လက်ဆောင်တစ်ခုကိုကျမလက်ခံရရှိခဲ့ကြောက်တော့ကြောင့်ဖြစ်သည်ထိုလက်ဆောင်တော်ကလေးကို ဖွင့်ကြည့်လိုက်သောအခါသူ့လက်ရည်ကလေးများသည် ကျမမျက်ရည်ဖြင့်ဘွားသွားခဲ့လေသည်ကျမသည်ဖျားတားလျက်မယုံကြည်နိုင်စွာယင်ခုန်တုံလို့ယင်ပြုံးရည်မိသည်သူသည် ကျမကိုတတိယနေခဲ့သည်ပါလားသူသည်ကျမကိုမမေ့ခဲ့သူပါလားကျမကိုကျမတို့သူ့ကိုစတင်စကားပြောသည့်နေ့ကို သူဘယ်တော့မှမမေ့ခဲ့ပါလားသူလက်ထက်သွား၏နာကျင်ကြည်ခွေးရသော ကျမဤဝမ်းနေစိတ်သည်သူ့အမတ်တရလက်ဖွဲ့ပစ္စည်းကလေးကြောင့်လွင်ပါပြောက်ွယ်ခဲ့တော်သည် သူ့လက်ဖွဲ့ပစ္စည်းမှလည်းကျမတူတဲ့အတွက်သာအတုံးဝင်သောပစ္စည်းဖြစ်ပါသည်။အောင်ကုန်ကြသားစိတ်ဖြင့်ဤအကြောင်းကိုဘယ်တော့မှပြန်မပြောတော့ပါဘူးဟုကျမဆုံးဖြတ်ချက်ချခဲ့သည်။ငါနေ့ကိုပြောစရာတခုရှိတယ်။ရှေးလျားဖြောက်စင်းသောအောင်စပင်များတူသွားပြီးတပတ်ရှူစလုံးလေးဖြင့်ဆရာဝန်ပိသားစွာအိမ်တွင်ရနေတော့လေ။အောင်မြတ်ဝညိုလက်တောက်ပတ်နေပုံမှာចောင်းသူဘဝတုန်းကလိုပင်ဖြစ်သည်။ဘာလဲအောင် အနည်းကိုပြောမယ်ပြောမယ်နဲ့မပြောဖြစ်ဘူးဒါပေမဲ့ခုတော့ပြောချင်လာပြီပြောလို့လည်းဘာမှထူးခြားစရာမရှိတော့ဘူးလေစမ်းကြတော့အောင်စကားကြောင့်မိအောင်အောင်မအောင်မျက်နှာကိုစိတ်ဝင်တစားအကဲခတ်မိသည်အောင်အပြုံးသည်နှစ်ပေါင်းများစွာကအပြုံးလိုပင်လမ်းဆန်းတောက်ပါနေ၏သိအံ့ဩဖို့ကောင်းတာပဲဤရဲ့ငါမင်္ဂလာဆောင်တော့ကလေဟိုတယောက်စီကမင်္ဂလာလက်ဖွဲ့လေးရတယ်သိလားကျမသည်ကြားရသောစကားကို မယုံနိုင်စွာအောင့်ကိုငေးကြည့်နေမိသည်ဟိုတယောက်စီကသူသည်အောင့်ကိုမင်္ဂလာလက်ဖွဲ့ပို့ပေးခဲ့သည်တဲ့ကျမဤလက်ကိုအောင့်က ဖြတ်ကနေဆွဲယူဖြစ်နေသည် သူလက်ထက်တုန်းကတော့မျက်ရည်မချမိတဲ့ငါကလည်းသူစီကလက်ဖွဲ့ကိုရတော့မှ မျက်ရည်ချမိတဲ့ဤရဲ့ငင်မအံ့ဩဘူးလားရင်ကျမကြီးတုံခိုက်တိအောင့်ရဲ့တန်တူတူကလေးကြောင့်ကြက်သိမ်းထားသွား၏သူငါ့ကိုတတိယနေခဲ့တဲ့ဤရဲ့သူငါ့ကိုမမိခဲ့ဘူးပေါ့ တို့နှစ်ယောက်သူ့ကိုစမ်းနှောင်ခဲ့ကြတဲ့အဖြစ်ကို तू မမေ့ခင်ဘူးဤရဲ့သိလား तू ဘာလက်ဖွဲ့မယ်ဆိုတာနင်ခံမင်းကြည့်ပါဤရဲ့ကျမစီတခဏအတွင်းအောင့်ကိုခါသိမုံတီးသွားတော့ကြောင့်ဘုံကနေမျက်နှာလွှဲပစ်လိုက်ရသည်ငါသိပါတယ်အောင်ရဲ့လက်ပတ်နိုင်ရေမဟုတ်လားဟဲနင်သိတယ်နင်ဘလို့လို့သိလဲဟင်ဤကျမဤပခုံးကိုစိတ်အားတက်တန်စွာအောင်ဆုံးညစ်လှုပ်ရမ်းလိုက်သည်ကျမအောင့်ကိုကြည်လိုက်သည်ထို့နောက် အသက်စီးအပြုံးဖြစ်ပြုံးပြလိုက်မိသည်ဘလို့လို့သိလဲဆိုတော့ငါကိုလေသူကစီကိုနိုင်ကလေးလက်ဖွဲ့ခဲ့လို့ပေါ့အောင်ရဲ့ငါတယောက်တည်းတုံးလို့ရတယ်မိမပက်နိုင်လေးလေသူစကားကိုပြောရတော့အချိန်တိုင်းကျမနှုတ်ဖြာကျမနှက်ခမ်းများချူမြနေတယ်လို့ခံစားရသည်မလုံးမရှက်ငေးမောသွားတော့အောက်မြက်ဝေါများမှုံဝေချင်းမြောင်းသွား၏ကျမသည်ရင်သက်နေသောအောင်ကိုစကားတစ်ခုခုတော့ပြောမြဖြစ်မိဟု ကိုကိုကိုတွန်းအားပေးမိနေသည်တို့တော့ကျမအောင့်ကိုစကားမပြောချင်ပါညသည်နှဆိုင်စွာတိတ်ဆိတ်သွား၏လွန်ခဲ့သောဆယ်နှစ်လောက်ကညတညတုန်းကဤအလုတ်တင်ရှားဝင်ဆောင်มาတဲ့ပင် ကျမနှင့်အောင်ကရင်ချင်းကလျက်ပင့်တတ်များစွာရှိုက်ခါအိပ်ပျော်ဖို့ကြိုးစားခဲ့ရပါသည်ဟိုတုန်းကတကရင်စီဖြစ်၍နှစ်ယောက်သားကြားမှာခြားနားနေတော်လဲတောကနှင့်ရှက်ရုံမှုကိုညဝေခန်းစားချိတ်အပြည့်ဖြင့် နှစ်ယောက်သားနှွေးထွေးစာလီးကပ်နေတယ်လို့ခန်းစားခဲ့ရပါသည် အခုတော့တကတဲ့နဲ့အတူအိလျက်အသားချင်းထိမတန်နှီးကပ်နေတော့လဲကျမတို့နှစ်ယောက်အဝေးကြီးပွေးနေတယ်လို့ခန်းစားနေရသည်ဤကျမအောင်မျက်နှာကိုစိုက်ကြည့်နေမိသည်ဤရဲ့သူတို့ကိုချစ်ခဲ့တယ်ဟောနော်ကျမမြင်ရတော့အောင်နှခမ်းများတဖြည်းဖြည်းချင်းတောက်ပစွာပြောင်းလိုက်တော့အခါကျမမြင်မှုသည်များအောင်ပြုံးများတွင်အလားဆုံးဖြစ်သွားသည် ကျမသည်စောစောကလေးကဖြစ်ပေါ်ခဲ့သောမုန်တီမှုအတွက်ပြောင်းထားရသောအခါမျက်ရည်ဝယ်လျက်ခေါင်းငိတ်လိုက်မိသည် ဟုတ်တယ်အောင်သူတို့နှစ်ယောက်စလုံးကိုချစ်ခဲ့ပါတယ်ဤတစ်ချိန်တွင် အောင့်ကိုလိန်ညာယုံသာမကကျမကိုယ်တိုင်ကိုပါပြန်လည်လိန်ညာခြင်းဖြစ်ပါသည်ထို့နောက်ကျမတို့နှစ်ယောက်ကိုတုံးကလိုပင်ပြန်လည်နှုတ်ပြသွားပြီးတက်ကိုတယောက်နှစ်ချင်းဆိုင်ကြည့်ကတိုးတိုးတိတ်တိတ်ရေမောမိကြလေသည် ်မိမ2ယောက်ဂျူ1993ဩဂုတ်လရှေးပြီးမကစင်မှာဖြစ်ပါတယ်ဒီဝိထုလေးကိုနားဆင်ရင်တွေ့တယ်တခခုရသွားမယ်လို့ပြောလင်းမိပါတယ်နားဆင်ပေးသူအယောက်စီတိုင်းအယောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်တင်ဆက်သူကျွန်တော်စောအောင်ပါခင်ဗျာအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကိုချမ်းသာစိတ်ချမ်းမာကြပါစေခင်ဗျာ